ဇန်နီ library မှာကြိုဆိုလိုက်ပါတယ်ဗျ။ကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံကသတင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့လိုပဲသတင်းတွေနိုင်ငံကအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သူတွေအချိန်ပေးပြီးတနည်းအားဖြင့် live မှာဖတ်ရှုနိုင်သူတွေနဲ့သတင်းတွေရဲ့အခိုင်အမာတိဆောက်လူသူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိသမျှကိုပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။အခုအဲ့ဒီအထက်မှာဒီ what happens now ဆိုတဲ့အစီအစဉ်ကတော့နိုင်ငံကမှာလက်လော့ဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာတွေကိုမျှဝေပေးတာဖြစ်ပါတယ်။ဒီနေ့ အပိုင်း61အနေနဲ့မျှဝေသွားမှာကတော့အခုကျင်းပနေတဲ့အချိန်80မြောက်ကုလသမဂ္ဂထူထူညီလာခံကစိတ်ဝင်စားစရာအခြေအနေတွေပြောစကားတွေမိန်ကွန်းတွေရဲ့အကြောင်းကိုစူးစီးမျှဝေသွားမှာဖြစ်ပါတယ်ဗျဒီနေ့မျှဝေမယ့်အကြောင်းအရာတွေမှာကတန်ငိတမငင်းဆိုင်ရာအစင်လာမိန်ကွန်းတွေကိုကြော်လွန်ပြီးတော့ကုလသမဂ္ဂကိုရောခြားနိုင်ငံအချို့အပြင်အစင်ဆက်မူဝါဒအချို့ကိုပါပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားထားတဲ့ဒေါ်နယ်ထရန့်ရဲ့မိန်ကွန်း အဲ့နောက်မှာတော့ကုလသမဂ္ဂအစည်းအဝေးမှာသာမကသူ့ရဲ့လူမှုကွန်ရက်မီဒီယာပေါ်မှာပါသူ့ကိုအဆင်မပြေဖြစ်စေခဲ့တဲ့တောင်ရှိသူတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ရေးသားခဲ့တဲ့ဒေါ်နယ်ထရန့်ပြီးရင်တော့အမေရိကန်သမ္မတကြောင့်လမ်းပိတ်တာဆောင်ဆိုင်နေခဲ့ကြရတဲ့ပြင်သစ်နဲ့တူရကီသမ္မတတွေအဲ့နောက်မှာဂျော်ဒန်ဘီယင်ကမိန်ကွန်းထဲမှာထည့်သွင်းပြောကြားခဲ့တဲ့သတိပေးစကားပြီးရင်ပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိမှတ်ပြုတာတရားမျှတပြီးအင်အားကြီးမားဆုံးသူသာရှင်သန်နိုင်မယ်ဆိုတာကိုလက်မခံဘူးပြောခဲ့တဲ့ပြင်သစ်သမ္မတ အဲ့နောက်မှာတော့ကိုလံဘီယာသမရရဲ့မွေးစည်းဝါဆိုင်ရာစိတ်ဝင်စားစရာမိန်ကွန်းပြီးရင်ကြော်ညာရင်ရဲ့ဖန်သားပြင်မှာဆန္ဒပြခံရတဲ့စီးရီးယားသမရရဲ့အစ္စရေးပေါ်ဥတီတဲ့မိန်ကွန်းအဲ့နောက်မှာတော့မိန်ကွန်းမပြောခင်ဆန္ဒပြမှုခြုံရတဲ့အီရန်သမရနဲ့နောက်ဆုံးမှာတော့ပါလက်စတိုင်းရေးနဲ့ရုရှားယူကရိန်းရေးပြောကြားထားတဲ့ဂျပန်ဝန်ကြီးချုပ်စတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့ တန်ငယ်တမငင်းဆိုင်ရာဆင်လာမိန်ကုန်းတွေကိုကျော်လွန်ပြီးတော့ကုလသမဂ္ဂကိုရောအခြားနိုင်ငံအချို့အပြင်အစင်ဆက်မူဝါဒအချို့ကိုပါပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားသွားခဲ့တဲ့ဒေါ်နယ်ထရန့်ရဲ့မိန်ကုန်းမှာနေ့စဉ်ပြည်ထိမ်းမှန်ပြည်ကုလသမဂ္ဂထွေထွေညီလာခံကိုတရားဖို့ကမ္ဘာခေါင်းဆောင်များပြားကအခုသတင်းပတ်မှာနယူးယောက်မှာစွေးရောက်ရှိခဲ့ကြပါတယ်ထွေထွေညီလာခံတပါပြည်ပြည်ကြောင်းနေနိုင်ငံသားရေးဝင်ကြီးဟောင်းအန်နလီနာဘဘဘော့ကတာဝန်ယူထားတယ်လို့သိရပြီးသူအနေနဲ့ကုလသမဂ္ဂကိုစိုးရိမ်နေ ပြုပြင်ပြောင်းလဲမှုတွေလိုအပ်တဲ့နယူးယောက်မှာစီးပွားတက်ရောက်နေတဲ့အဖွဲ့ဝင်နိုင်ငံအားလုံးကဒီပြုပြင်ပြောင်းလဲမှုရှေ့ဆက်နိုင်ရေးတွန်းအားပေးဖို့လိုအပ်တယ်လို့ချုပ်တင်ပြောကြားထားပါတယ်။ယူကရိန်းသမ္မတဇလန်စကီးကဗဒူးနေမှာမိန့်ခွန်းပြောကြားမှာဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နီဒန်ယာဟူးကတောက်ချာနေမှာမိန့်ခွန်းပြောမှာဖြစ်ပါတယ်။ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့သမ္မတမမော့အဘတ်စ်ကတော့အမေရိကန်ပြည်ထောင်စုကသူ့ကိုနိုင်ငံထဲဝင်ဖို့ဗီဇာမပေးခဲ့တာကြောင့်မလို့ခြားသွေးနေမှာဗီဒီယိုကနေတစ်ဆင့်ပဲမိန့်ခွန်းပြောကြားခွင့်ရမှာဖြစ်ပါတယ်။ လသမဂ္ဂနဲ့လက်တွဲလှုပ်ဆောင်မှုရှော့ချပြီးထဲဝင်ရမယ့်ရန်ပုံငွေကိုလည်းရှော့ချထားခဲ့တဲ့အမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရန့်ဟာသူ့ရဲ့သမ္မတဒုတိယတက်တမ်းမှာပထမဆုံးအကြိမ်ဖြစ်ကုလသမဂ္ဂမှာမိန့်ခွန်းပြောကြားခဲ့ပါတယ်။စတလာချိန်တွေကကဘာပေါ်မှာပွဲဆူစေခဲ့သူဟာသူ့ရဲ့ပထမဆုံးအကြိမ်ကုလသမဂ္ဂမိန့်ခွန်းမှာလည်းပြောနေကြအစင်လာပုံစံတွေတန်တမန်ရေးရအတုံးတွေကနေဖောက်ထွက်ပြီး55မိနစ်ကြာပြောကြားသွားခဲ့ပါတယ်။ထရန့်က အမေရိကန်ပြည်ထောင်စုကသမ္မတအောင်ဂျိုးဘိုင်ဒန်လက်ထက်ကလေးနှစ်ခန့်အားနည်းမှုဥပဒေမဲ့မှုအမြင့်မြေလံပြောင်းလဲပြစ်လို့မှုတွေကြောင့်ဘေးဒုက္ခကြုံခဲ့ရတယ်။ဒါပေမဲ့သူတာဝန်ယူပြီးတဲ့နောက်၈လအတွင်းမှာကမ္ဘာဟာကမ္ဘာမှာဘယ်နိုင်ငံမှလိုက်မမီတဲ့အရေးပါဆုံးနိုင်ငံဖြစ်လာခဲ့ပြီးစီးပွားရေးအအကောင်ဆုံးနေဆက်တွေအခိုင်အမာဆုံးစီးရေးအင်အားအကောင်ဆုံးနဲ့အခိုင်အမာဆုံးမိတ်ဆွေတွေဖြစ်တည်ရှိမှုရှိတဲ့နိုင်ငံတွေဖြစ်လာပြီးကမ္ဘာပေါ်မှာစိတ်သက်ရေးရာအခိုင်အမာဆုံးနိုင်ငံလည်းဖြစ်လာတယ်လို့ဆိုခဲ့ပါတယ် တမရဟောင်းဂျိုးပိုင်ရဲ့လေးနှစ်တာကာလကအမေရိကန်ပြည်ထောင်စုအမေရိကန်ပြည်ထောင်စုကိုယင်းနှိမ့်နှံ့မှုအမေရိကန်ဒေါ်လာ1ထရီလီယံထက်နည်းခဲ့ပြီမဲ့သူအစိုးရရှစ်လက်တာကာလအတွင်းမှာယင်းနှိမ့်နှံ့မှုဂရီကိုအတီနဲ့အမေရိကန်ဒေါ်လာ16ထရီလီယံအထိငွေသားရရှိခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့လေးလအတွင်းနိုင်ငံတောင်ပိုင်းနယ်စပ်ကနေအမေရိကန်နဲ့တရားမဝင်ဝင်လာသူတွေကိုလုံးဝမရှိအောင်နှိပ်ကွပ်နိုင်ခဲ့လို့လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီးအမေရိကန်ပြည်ထောင်စုကိုကမ္ဘာအရရက်ရက်က တန်ပေါင်းများစွာခိုးဝင်နေကြတာကိုတားဆီးနိုင်ခဲ့ပြီလို့အလေးထားပြောတော့ပါတယ်။သမ္မတ Trump ကကမ္ဘာစစ်မှာဆိုရင်လည်း NATO အဖွဲ့ဝင်တွေကသူတို့ GDP ရဲ့200ခန်းနှုန်းကနေအခုဆို900ခန်းနှုန်းထိတိုးမြင့်ထက်ဝင်ဖို့သူ့ရဲ့တောင်းဆိုချက်ကိုဂရိပြုခဲ့ကြတယ်လို့လည်းပြောခဲ့ပါတယ်။ဒါဟာမဟာမိတ်တွေအားခိုင်မာအောင်အမေရိကန်အစိုးရရဲ့ဆောင်ရွက်နိုင်မှုလို့သူကဆိုသွားပါတယ်။ပြီးခဲ့တဲ့9လအတွင်းအမေရိကန်အစိုးရကလူထောင်ပေါင်းများစွာတည်ကျင်နေတဲ့တည်ကျင်စေတဲ့စပွဲ9ပွဲကို ပြီးဆုံးသွားစေနိုင်ခဲ့တယ်လို့ဆိုပြီးသူဟာစစ်ပွဲခုနှစ်ခုကိုအဆုံးသတ်နိုင်ခဲ့တယ်အဲ့ဒါတွေကကမ္ဘောဒီးယားနဲ့ထိုင်းကိုဆိုဗိုနဲ့ဆာဗီးယားရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲတစ်ခု ဖြစ်တဲ့ကွန်ဂိုနဲ့ရဝန္ဒါပါကစ္စတန်နဲ့အိန္ဒိယအစ္စရေးနဲ့အီရန်အီဂျစ်နဲ့အီသီယိုပီးယားအာမေးနီးယားနဲ့အဇာဘိုင်ဂျန်တို့ဖြစ်တယ်လို့ဆိုပါတယ်ဒီလိုမျိုးကိုဘယ်နိုင်ငံဘယ်သမ္မတဘယ်ဝန်ကြီးချုပ်မှလှုံ့ဆော်နိုင်စရာမရှိဘူးဒါတွေကို9လအတွင်းလှုံ့ဆော်ခဲ့တာဖြစ်တယ်ဒီလိုလှုပ်ရတဲ့အတွက်အရန်ဂုံယူတယ် ီလိုကိစ္စမျိုးတွေကိုကုလသမဂ္ဂကလှုပ်ဆောင်ရမယ်အစားသူလှုပ်ဆောင်ခဲ့ရတာတော့စိတ်မကောင်းစရာပဲဝန်ထဲစီကကောင်းတာကဒီကိစ္စအားလုံးမှာကုလသမဂ္ဂကဘယ်သူ့ကိုမှကူညီဖို့စ조사မှုတော့မလုပ်ခဲ့ဘူးစစ်ပွဲခုနှစ်ပွဲကိုသူအဆုံးသတ်နိုင်ခဲ့တယ်ဒီနိုင်ငံကတနိုင်ငံချင်းစီရဲ့ခေါင်းဆောင်တွေနဲ့ဆက်ဆံခဲ့တယ်အပိဓာသဘောတူညီချက်အတွက်ကူညီဖို့ကမ်းလှမ်းတဲ့ဖုန်းခေါ်ဆောင်မှုတွေလုပ်ခဲ့တယ်ဒါမျိုးလှုပ်ဆောင်မှုတွေကုလသမဂ္ဂစီကမရခဲ့ဘူးကုလသမဂ္ဂစီကရခဲ့တာကတော့ဒီနေ့မှဆက်ရက်သွားတဲ့ဆက်လီကတစ်ခုပါပဲ တမရကရောတာချက်မကြီးမကောင်းရင်ပြုတ်ကျသွားနိုင်တယ်ဒါပေမဲ့သူကချက်မကြီးကောင်းတယ်ကျွန်တော်နှစ်ယောက်လုံးချက်မကြီးကောင်းတယ်ပြီးတော့အလုံးမလုံးတဲ့ telebrander တခုဒါတွေကကုလသမဂ္ဂစီကရခဲ့တဲ့မကောင်းတာနှစ်ခုပါမကောင်းတဲ့ဆက်လီကားနဲ့မကောင်းတဲ့ telebrander ပါလို့သူကပြောသွားပါတယ်ဒါကသူ့ဘာကိုရည်ညွှန်းတာလဲဆိုတော့အစည်းအဝေးကိုလာစဉ်ခန်းမထဲမှာသူတို့အဖွဲ့ဆက်လီကားထိအရောက်ဆက်လီကားပြတ်သွားခဲ့တာကြောင့်ရက်သွားခဲ့တာကြောင့်သူနဲ့သူ့အမျိုးသမီးပါဝင်သူကသူ့မျိုးသမီးကိုနောက်ကနေထိန်းကြိုင်ပေးခဲ့ရတယ်လို့ဆက်လီကားကနေလမ်းလျှောက်တက်ခဲ့ရတဲ့ဖြစ်ရပ်ကိုရည်ညွှန်းတာပါ ီးတော့ telebrander ကတော့သူ main ကွန်းပြောစင်မှာသူရှိမှာ main ကွန်းရေးထားတာကိုပြတ်တပ်ပြီးတဲ့ screen ပြက်နေတာကိုပြောခဲ့တာပါစပွဲတွေရဲ့ဆဲပေးခဲ့တဲ့အောင်မြင်မှုတွေကတခုစီတိုင်းအတွက် Nobel ငင်းငင်းစုရတဲ့နယ်လို့လူတိုင်းကပြောတယ်လို့သူကဖြစ်ဆွပြောပြန်ပါတယ်ပါလက်စတိုင်းနိုင်ငံကိုအသိမဲ့ပြုတဲ့အတွက်ပြည်ထိုင်တဲ့ပြင်သစ်လူနိုင်ငံတွေကို Mr. Trump ကဝေဖန်ခဲ့ပါတယ်ပြင်သစ်ပြည်ထိုင်ပါဝင် American မဟာမိတ်တွေကပါလက်စတိုင်းနိုင်ငံအဖြစ်အသိမဲ့ပြုခြင်းဟာ ဣသရေလပေါ်2023အောက်တိုဘာ9ရက်ကတိုက်ခိုက်မှုနဲ့ဆိုးရွားတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကျူးလွန်တဲ့ဟာမတ်စ်တွေကိုဆုလက်ဆောင်ပေးလိုက်တယ်လို့ဖြစ်စေတယ်လို့သူကပြောပါတယ်။ဂါဇာစစ်ဘုံကိုချက်ချင်းရပ်ပြရမယ်လို့ထရန့်ကပြောခဲ့ပြီးငြိမ်းချမ်းရေးအတွက်ညှိနှိုင်းပြီးတရားခံတွေပြန်လွတ်လာဖို့လူကြောင်းလေးပြီးပြောသွားပါတယ်။ဟာမတ်စ်တို့အနေနဲ့ဂါဇာဒေသမှာအပြစ်ကက်ရက်ဆက်ကြိုးပမ်းမှုမှန်သမျှကိုပယ်ချနေတယ်။အခုဆိုရင်ပါလက်စတိုင်းနိုင်ငံအဖြစ်တစ်ဖက်သက်အသိမှတ်ပြုလာကြတာကဂါဇာပြည်ပခန့်ကိုကြာရှည်အောင်အားပေးရပဲရောက်မယ်။ ဟာမတ်စ်တွေအတွက်သူတို့ရဲ့ရက်စက်မှုအတွက်စူးချင်းမြင့်တယ်လို့ဖြစ်လိမ့်မယ်လို့ပြောသွားပါတယ်။ယူကရိန်းကိုရုရှားရဲ့ကျူးကျော်မှုရပ်တန့်မှုတရုတ်အိန္ဒိယနဲ့ဥရောပတွေကအစီအမံတွေပြုလုပ်ဖို့လဲမစ္စတာထရန့်ကတောင်းဆိုပါတယ်။ရုရှားရဲ့နိုင်ငံကိုဆက်ဝယ်ယူနေတဲ့ဝယ်ယူခြင်းအပြင်တရုတ်နဲ့အိန္ဒိယဟာလက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲအတွက်အဓိကငွေကြေးထောက်ပံ့သူတွေဖြစ်တယ်လို့ဆိုပြီးနေတိုးနိုင်ငံတွေတောင်ရုရှားစွန့်အင်နဲ့ရုရှားစွန့်အင်ထုတ်ကုန်တွေကိုဖျက်တောက်ခြင်းမရှိသေးဘူးလို့ပြောသွားပါတယ်။ ဇီဝလက်နက်သုံးပြမှုကိုနိုင်ငံတကာအဆုံးသတ်ကြဖို့နဲ့နျူကလ িয়ার လက်နက်တွေကိုလည်းတိုးတက်ဖွံ့ပြင်းအောင်လုပ်နေတာတွေရပ်နားဖို့ထည့်သွင်းပြောကြားသွားပါတယ်။ trend ကကုလသမဂ္ဂဟာလုံတဲ့လုံထိုက်တာတွေကိုမလုံယုံမကပဲမကြာခဏဆိုသလိုကျွန်တော်တို့အတွက်ထပ်မံဖြည့်ရှင်းရမယ့်ပြဿနာတွေကိုဖန်တီးနေတယ်လို့ပြင်းပြင်းထန်ထန်ပြောသွားပါတယ်။သူကကုလသမဂ္ဂဟာအမေရိကန်ပြည်ထောင်စုကိုတရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေအတွက်ငွေကြေးထောက်ပံ့တွေပေးနေတယ်လို့ပြောသွားပါတယ်။ဥရောပတိုင်းဟာဆိုရင်အခုဆိုရွှေ့ပြောင်းနေထိုင်သူတွေအကြောင်းအကြီးကျယ်ပြဿနာတွေဖြစ်ရပြီး နိုင်ငံအနေနဲ့အယူဝါဒကိုးကွယ်မှုနဲ့တည်ပြင်းအရာတွေပါကွဲပြားခြားနားသူတွေကိုရွှေ့ပြောင်းနေထိုင်ခွင့်ပေးတာကိုတားဆီးရတော့မယ်လို့ဆိုပါတယ်၂024ခုနှစ်အတွင်းဂျာမနီမှာဖန်ဆီးချုပ်နှောင်ခံရသူတွေရဲ့90%ရာခိုင်နှုန်းဟာနိုင်ငံခြားသားနဲ့ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်တယ်ဆွစ်ဇာလန်မှာဖန်ဆီးခံရသူတွေရဲ့80%ရာခိုင်နှုန်းဟာရွှေ့ပြောင်းနေထိုင်သူတွေဖြစ်တယ်ရှေ့ပြောင်းနေထိုင်သူတွေဟာနိုင်ငံရဲ့ကျင်နာမှုကိုရာဇဝမှုကျူးလွန်ခြင်းနဲ့ကျေးဇူးဆက်နေကြတယ်။နေဆက်တွေဖွင့်ပေးထားတဲ့မအောင်မြင်တဲ့ဆက်သက်မှုတွေကိုဆုံးသက်ချင်အချိန်ကျပြီလို့ပြောသွားခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ trend ကရာသီဥတုပြောင်းလဲမှုဆိုတာကာဗွန်ထုတ်လုပ်မှုလျှော့ချရေးဆောင်ရွက်မှုတွေကိုမမှန်မကန်လိမ်ညာတဲ့လှုပ်ဆောင်မှုအဖြစ်ပြောသားခဲ့ပါတယ်။ရာသီဥတုပြောင်းလဲမှုအပေါ်ယက်တီချက်တရက်ကိုထုတ်ပြခဲ့ပြီးသူ့အနေနဲ့ရေနဲ့တူးမှုကိုအားပေးပြီးသဘောပေါက်ညင်ဆိုင်ရာမူဝါဒတွေကိုခောက်သိမ်းဖယ်ရှားခြင်းနဲ့အတူအရာအလုံးနဲ့ပတ်သက်ပြီးမမှန်ကန်ကန်လုပ်နေတယ်လို့ဆိုသွားပါတယ်။ကုလသမဂ္ဂကလည်းကုလသမဂ္ဂတမဂ္ဂမှာကြီးမားတဲ့စွမ်းဆောင်ရည်အလားအလာရှိပေမဲ့အခုထိအဲ့ဒီစွမ်းဆောင်ရည်နဲ့နည်းနည်းလေးမှမနှိမ့်ဆက်သေးဘူးလို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပြန်ပါတယ်။အစည်းအဝေးအတွင်းဝေဖန်မှုတွေပြီးတဲ့နောက်မှာတော့သူ့ရဲ့လူမှုကွန်ရက်မီဒီယာပေါ်မှာသူ့ကိုအဆင်ပေါ်မှာပါသူ့ကိုအဆင်မပြေဖြစ်စေခဲ့တဲ့ကုလသမဂ္ဂနဲ့တာဝန်ရှိသူတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ရေးသားခဲ့တဲ့ဒေါ်နယ်ထရမ့်ပါ။အမေရိကန်သမ္မတထရမ့်ကသူကြုံတွေ့ခဲ့ရတဲ့အဆင်မပြေမှုတွေကိုကုလသမဂ္ဂမေကွန်နဲ့ထည့်ပြောရုံသာမကဘဲနဲ့သူ့ရဲ့လူမှုကွန်ရက်မီဒီယာ threat ပေါ်မှာပါရေးသားခဲ့ပါတယ်။ကုလသမဂ္ဂဒေါ်ရီညီလာခံကိုတက်ရောက်မေကွန်ပြောကြားချိန်မှာသူ့ကိုရွေချက်ရှိရှိအနောက်ချက် ပေးခဲ့တဲ့ကိစ္စသုံးခုကြုံခဲ့တယ်လို့ American သမ္မတ Donald Trump ကဆွဆွဲပြီးတော့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့လဲတောင်းဆိုပါတယ်။သူ့ရဲ့မိန်ကုန်းထဲမှာလဲသူကခမ်းမဆောင်တဲ့အလားမှာဆက်လီကထိုးရက်သွားတာရယ်သူ့မိန်ကုန်းဒီကိုစာသားတွေရေးထိုးပြတဲ့ screen ကအလုံးမလုံးတာတွေရယ်ကိုထည့်သွင်းဝေဖန်သွားခဲ့ပါတယ်။အဲ့ဒီပြင်ကူမှာသူကသူကိုယ်တိုင်ထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ thread ပေါ်မှာကုလသမဂ္ဂဟာကုလသမဂ္ဂမှာသူဟာတမင်တကာအနောက်ဆက်ပေးတယ်လို့ခန့်စားရလောက်တဲ့ကိစ္စသုံးခုကြုံခဲ့တယ်ဆိုပြီးရေးသားခဲ့ပါတယ် သူကြုံခဲ့ရတာတစ်ခုနှစ်ခုလောက်မဟုတ်ပဲအင်မတန်စိတ်နှောက်ယှက်ဖြစ်စရာသုံးခုတိတိရှိခဲ့တယ်လို့ဆိုပါတယ်။မိန်ကွန်းထဲမှာသူထည့်ပြောခဲ့တဲ့ဆက်လီကားနဲ့မိန်ကွန်းစာရဲနှုတ် screen ပြက်နေတဲ့ကိစ္စတွေအပြင်မိုက်ခရိုဖုန်းကလုံးဝအသံမထွက်ဘဲဖြစ်နေတဲ့အကြောင်းကိုပါထည့်သွင်းပြဖို့သွားပါတယ်။ဒါရီအပေါ်တောင်းရှိသူတွေရှက်တင်တယ်လို့လည်းဆိုထားပါတယ်။မိန်ကွန်းပြောတဲ့ခမ်းမဆောင်စီကိုသွားတဲ့နေရာကဆက်လီကားကိုတော့ကောင်းကောင်းမွန်မွန်ထိမ့်သိမ်းပြင်ဆင်မထားနိုင်တဲ့ကုလသမဂ္ဂဟာကိုယူရမယ့်တာဝန်တွေကိုဘာမှဖြစ်ဖြစ်မင်းမောက်စွမ်းဆောင်မပြနိုင်တာ မဆန်းဘူးလို့ဝေဖန်သွားခဲ့ပါတယ်။ဆက်လီကကရုတ်တရက်တုံဆိုင်ပြီးရက်သွားလို့သူနဲ့ဇနီးဖြစ်သူမယ်လနီယာထရန့်တို့လဲကြမတော့တော်လေးကန်ကောင်းခဲ့တယ်လို့ထရန့်ကဆိုပါတယ်။သူပြောချင်တာကဆက်လီကရုတ်တရက်တုံနဲ့ရက်ဆိုင်သွားတဲ့အချိန်မှာသူဇနီးလဲကြမတော့အောင်သူထိန်းလိုက်နိုင်တာသူသူဇနီးကလည်းထိန်းလိုက်နိုင်တာအတော်ကန်ကောင်းတယ်လို့ဆိုတာပါ။လက်ကင်ကိုတေးချတာမကင်ထားမိရင်ဆဆူရွရွရဖြစ်သွားနိုင်တယ်လို့လည်းထရန့်ကမှတ်ချက်ပေးပါတယ်။ သူကဒီကိစ္စအတမ်းမှန်လို့သဘောမထားတဲ့နဲ့တေချာပေါက်ရွေချက်ရှိရှိကြံစည်နှောက်ရှက်မှုအနေနဲ့စဉ်းစားပြီးစုံစမ်းမှုလုပ်တင်တယ်လို့ထောက်ပြပါတယ်။ကုလသမဂ္ဂကပြန်ပြီးရှင်းပြတာတော့ Trump နဲ့ Melania တို့ဆက်လက်ကားပေါ်ရှိနေခြင်းအဲ့ဒီဆက်ရင်းတရားကိုရက်တက်စေတဲ့စနစ်တစ်ခုအသက်ဝင်သွားတာဖြစ်တယ်လို့ဆိုပါတယ်။ပြီးတော့အဲ့စနစ်ကလည်းချွင်းချက်တစ်ခုခုကြောင့်အသက်ဝင်တာမျိုးမဟုတ်ဘဲနဲ့ Trump ရဲ့အဖွဲ့သားတွေကဗီဒီယိုမှတ်တမ်းသမားတဦးကထိမိတိုက်မိခဲ့တာကြောင့်လို့ယုံကြည်ရတယ်ဆိုပြီးတော့ကုလသမဂ္ဂပြောရေးဆိုခွင့်ရရှိ Steven Dujarric ကပြောသွားပါတယ်။ လသမဂ္ဂရရှိတူကအမေရိကန်သမ္မတသွားလာမဲ့နေရာတွေအားလုံးမှာရှိတဲ့ဆက်လီကဓာတ်လီကားတွေကိုအမေရိကန်လူမျိုးရေးအရာရှိတွေပဲဆက်စေးတောင်းယူမောင်းနှင်ကြတယ်လို့ပြောပေမဲ့အိမ်ဖြူတော်ကရောက်အဲ့ဒီဆက်လီကားကိုကုလသမဂ္ဂကပဲထိန်းချုပ်တာလို့ဆိုပါတယ်။ထရန်ကသူကဆက်လီကားပြဿနာနဲ့ပတ်သက်ပြီးကုလသမဂ္ဂခေါင်းဆောင်ပိုင်းစီဆိုင်ရသားပေးဖို့ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ပေးဖို့တောင်းဆိုမယ်လို့ပြောပါတယ်။ပြီးတော့ဆက်လီကားရဲ့လူမျိုးအစီအမံတွေတိုးမြင့်ဖို့လဲတောင်းအပ်ပေးသွားမယ်လို့ဆိုပါတယ်။ဒါတိုက်ဆိုင်မှုမဟုတ်ဘူး။ သုံးကြိမ်တိုင်တိုင်နောက်ဆက်ပြေးမှုတွေရှိခဲ့တာဖြစ်ပြီးဒီကိစ္စအတွက်တောင်းရှိသည်ရှက်တင်တယ်လို့ဝေဖန်သွားခဲ့ပါတယ်။ကုလသမဂ္ဂဆိုင်ရာအမေရိကန်သမ္မတကြီးမိုက်ဝေါ့လ်စကတ်တို့ဆက်လီကပြဿနာကိုအမေရိကန်သမ္မတရဲ့အတွင်းစီးလူညိုရေးယူနစ်ဖြစ်တဲ့လှုပ်အေဂျင့်တွေကိုယ်တိုင်စုံစမ်းနေတယ်လို့ပြောကြားခဲ့ပြီးကုလသမဂ္ဂအကြီးအကဲအန်တိုနီယိုဂူတာရက်စီတိုင်ကြားစာပေးပို့မယ်လို့ဆိုပါတယ်။နိုင်ငံတကာခန်းနာတွေဖိုရမ်တွေမှာအမေရိကန်သမ္မတရဲ့လုံခြုံရေးတိုက်ခတရားတွေကိုထိပါချိန်ချောက်တယ်လို့ဖြစ်စေနိုင်တဲ့ကိစ္စမှန်သမျှ မေရိကန်ကနည်းနည်းမှသိခတ်မှာမဟုတ်ဘူးလို့သူကလူမှုကွန်ရက်မီဒီယာမှာရေးသား X မှာရေးသားသွားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့အမေရိကန်သမ္မတကြောင့်လမ်းပိတ်တာစောင့်ဆိုင်းနေခဲ့ကြရတဲ့ပြင်သစ်နဲ့တူဂီသမ္မတတို့ပါ။စက်တင်ဘာ23ရက်နေ့တုန်းကပြင်သစ်သမ္မတမက်ခရွန်ဟာကုလသမဂ္ဂဒုတိယညီလာခံမှာမိန်ကွန်းပြောပြီးပြန်ထွက်လာတဲ့အချိန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ရင်နှန်းကနယူးယောက်ကိုရောက်လာတာကြောင့်မလို့ရက်တန့်စောင့်ဆိုင်းနေခဲ့ကြရတယ်လို့ဆိုပါတယ်။ လမ်းစုံတစ်ခုကလူကူးမြင်းကြားမှာမက်ခရွန်နဲ့အဖွဲ့သားတွေကလမ်းဖြတ်ကူးဖို့ပြင်နေချင်းရင်းနှီးရဲတွေကလမ်းအလုံးပိတ်ထားရတာကြောင့်သမရမက်ခရွန်လည်းစောင့်ဆိုင်ပေးဖို့လိုတယ်လို့ရှင်းပြတားဆီးခဲ့ကြတာဖြစ်ပါတယ်မက်ခရွန်ကသူနဲ့တူလူဆယ်ယောက်လူဆယ်ယောက်လောက်ကပြင်သစ်တန်ရုံကိုသွားမလို့ညီလာခံကအပြန်မှာအခုလိုဖြစ်တာပါအဲ့ဒီအချိန်မှာမက်ခရွန်က transit ဖုန်းဆက်ပြီးနေကောင်းလားအခုကျွန်တော်လမ်းပေါ်မှာစောင့်နေရတယ်ခင်ဗျားကြောင့်လမ်းအလုံးပိတ်ကူပြီးပိတ်ကူပြီးလို့ပြောခဲ့တယ်ဆိုတဲ့သတင်းလည်းထွက်ပေါ်လာပါတယ် မိနစ်ပိုင်းလောက်ကြာမှာတော့လမ်းဖြတ်ကူးကွင်းပိတ်ထားတာကိုရဲတွေကဖေရှားပေးလိုက်ပြီးတော့မက်ခရွန်တို့အဖွဲ့လည်းခီးဆက်လို့ရခဲ့ပြီးမယ်လမ်းသွားလမ်းလာတွေကိုပဲခွင့်ပြုပြီးကားတွေသွားလာခွင့်ဆက်ပိတ်ထားတာကြောင့်မက်ခရွန်တို့ဟာတန်ယုံထိလမ်းလျှောက်ခဲ့ကြရတယ်လို့ဆိုပါတယ်မက်ခရွန်လိုပဲတူပီသမရရာချစ်တိုင်အဒိုဂန်နဲ့အဖွဲ့ဟာလည်းလမ်းပိတ်ထားမှုတစ်ခုကြောင့်ယူရောကလမ်းဆောင်တနေရာမှာလမ်းမကူးခင်မိနစ်အတော်ကြာစောင့်ဆိုင်ခဲ့ကြရတယ်လို့ဆိုပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဂျော်ဒန်ဘီယံကမိန်ကွန်းမှာထည့်သွင်းပြောကြားခဲ့တဲ့သတိပေးစကားပါ။ ော်ဒန်ပြည်အဘတ်တူလာကကုလသမဂ္ဂထွေထွေညီလာခံမှာပြောကြားတဲ့မိန့်ခွန်းမှာအစ္စရေးရဲ့ရန်လိုတဲ့လုပ်ရက်တွေဟာလူသားမျိုးနွယ်တွေမကြုံဘူးတဲ့အကြီးဆုံးဘာသာရေးစစ်ပွဲကြီးကိုဖြစ်ပွားစေနိုင်တယ်။အစ္စရေးဘက်က El Adsabli ကိုပြစ်မှတ်ထားဖို့တိုက်တွန်းတဲ့ရန်လိုတဲ့ချင်ညာချက်တွေဟာနေပေဒေသကိုကျော်လွန်ရောက်လာနိုင်တဲ့ဘာသာရေးစစ်ပွဲတရက်ကိုလှုံ့ဆော်သလိုဖြစ်လိမ့်မယ်။ဘယ်နိုင်ငံမှလွတ်မြောက်မှာမဟုတ်တဲ့အပြင်းထန်တိုက်ခိုက်မှုစီဥတီသွားစေနိုင်တယ်လို့သတိပေးသွားခဲ့တာကိုတွေ့ရပါတယ်။နောက်တစ်ခုကတော့ ါလက်စတိုင်းနိုင်ငံကိုပါလက်စတိုင်းကိုနိုင်ငံအဖြစ်သိမှတ်ပြုတာတရားမျှတပြီးတော့အင်အားကြီးဆုံးသူကသာရှင်သန်မယ်ဆိုတာကိုလက်မခံဘူးပြောခဲ့တဲ့ပြစ်သစ်သမ္မတပါကုလသမဂ္ဂထရီညီလာငယ်မင်ကွန်းမှာ သမ္မတဒေါ်နယ်ထရန့်က ကုလသမဂ္ဂကိုဝေဖန်ခဲ့ပြီးပြင်သစ်သမ္မတအင်မြူနယ်မက်ခရွန်ကတော့လက်ရှိနိုင်ငံတကာအစည်းအဝေးတွေကိုကာကွယ်ပြောဆိုသွားခဲ့ပါတယ်နိုင်ငံငါဆက်ဆက်ရေးများအင်အားကြီးဆုံးသူသာ ရှင်သန်မယ်ဆိုတဲ့ချင်းကပ်မှုကိုလက်ခံမထားဖို့တတိပေးခဲ့ပြီး ဒါဟာဒီနေ့ခေတ်ကာလရဲ့အဓိကအန္တရာယ်ဖြစ်တယ်လို့ဆိုပါတယ်။ကမ္ဘာကြီးရဲ့ရှုပ်ထွေးမှုကမူတွေနဲ့ရည်မှန်းချက်တွေကိုဆွံ့လွှတ်ရမယ့်အကြောင်းမဟုတ်ဘူး။တနည်းအားဖြင့်ပြောရရင်ခက်ခဲတဲ့အချိန်တစ်ခုပါ။လွန်ခဲ့တဲ့နှစ်80ကလွှမ်းမိုးခဲ့တဲ့ပူပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကိုအရင်ကထက်ပိုပြီးတိဆောက်ဖို့လိုအပ်နေပါတယ်။ကုလသမဂ္ဂကိုပြင်းထန်ဆုံးဝေဖန်သူတွေဟာသူတို့ရဲ့ကြီးစိုးမှုတွေကိုကျင့်သုံးနေတာကြောင့်ပြိုင်ပွဲရဲ့စီးမြင်တွေကိုပြောင်းကျင်နေကြတာဖြစ်ပါတယ်လို့မက်ခရွန်ကဆိုသွားပါတယ်။ ်မက်ခရွန်ကယူကရိန်းကိုထောက်ခံမှုနဲ့ပါလက်စတိုင်းကိုအသိမဲ့ပြူချောင်းကြီးညာချက်တွေဟာသူ့ရဲ့တရားမျှတတဲ့တန်တမာရေးရာကြိုးပမ်းမှုတွေဖြစ်ပြောကြားသွားခဲ့ပါတယ်။ပြင်သစ်ဟာအရှိလေပိုင်းမှာငင်းငင်းအတွက်လှုပ်ဆောင်နေသလိုယူကရိန်းနဲ့အတူလည်းရပ်တည်သွားမှာလို့ဆိုခဲ့ပြီးအမေရိကန်သမ္မတဟာယူကရိန်းရဲ့စွန့်ရီကိုယုံကြည်တယ်ဆိုတဲ့အချက်ကိုကြိုးဆိုတယ်လို့ပြောကြားသွားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကကိုလံဘီယာသမ္မတရဲ့မွေးဆွေးဝါးဆိုင်ရာစိတ်ဝင်စားစရာမိန်ကုန်းပါ ကိုလံဘီယာသမရကကုလသမဂထူထူညီလာခံမိန့်ခွန်းပြောကြားရမှာကာရီဘီယံပင်လယ်တွင်းသွားနေတဲ့သူတွေကိုအချမ်းပတ်ဟာမတ်စ်လည်းမဟုတ်ပဲမူရကုံကူးတယ်ဆိုတဲ့ဆဆွဲချက်နဲ့အမေရိကန်ရဲ့ပြစ်ခတ်တပ်ပြခံနေရတာရှိနေတယ်။အမှန်တကယ်မူရစေဝါတရားမဝင် ကုံကူးသူတွေကဒီကနေနည်းနည်းပဲဝေးတဲ့အဲ့ဒီနေရာကနေနည်းနည်းပဲဝေးတဲ့နယူးယောက်မှာရှိနေတယ်။မိုင်ယာမီမှာလည်းနေကြတယ်။သူတို့ကဒီရဲ့မူရတပ်ဖြတ်ရေးအဖွဲ့ရဲ့သဘောတူညီချက်နဲ့လုပ်တယ်။သူတို့တွေဟာအာဖရိကရုရှား တရုတ်မှာဆိုမူရစေဝါကုန်ခွင့်ရတယ်ဒါပေမဲ့အမေရိကန်မှာတော့ခွင့်မပြုဘူးလို့ပြောသွားခဲ့တယ်လို့သိရပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ကျော်ညာရင်ရဲ့ဖန်သားပြည်မှာကျူးလွန်ခဲ့မှုတွေကို ပြတ်သားဆန္ဒပြခံရတဲ့စီးရီးယားသမရရဲ့အစ္စရေးပေါ်ဥတီရဲ့မိန်ကွန်းမှာစစ်သည်နှစ်တွေတွင်ကုလသမဂ္ဂထွေထွေညီလာခံမှာတက်ရောက်မိန်ကွန်းပြောတဲ့ပထမဆုံးသောစီးရီးယားသမရဖြစ်လာတဲ့အာမက်အယ်ရှာရာကစက်တင်ဘာ24ရက်ကုလသမဂ္ဂထွေထွေညီလာခံမိန်ကွန်းမှာ အစ္စရေးရဲ့ထက်တလဲလဲတိုက်ခိုက်မှုတွေကြောင့်နိုင်ငံနဲ့ဒေသကိုဘေးမကင်းဖြစ်စေလျက်ရှိနေတယ်အခုချိန်မှာဆီးရီးယားဟာအကြက်တဲတင်ပို့သူနိုင်ငံအဖြစ်ကနေငင်းငင်းခွင်လန်းတစ်ခုစီအသွင်ပြောင်းထားခဲ့ပြီးဖြစ်တယ်အဆက်အစိုးရပြုတ်ကျပြီးတဲ့နောက်တမိုင်းချောင်းရန်ဘက်ကိုထက်တလဲလဲတိုက်ခိုက်မှုတွေလုပ်နေတဲ့အစ္စရေးကြောင့်ဆီးရီးယားအသစ်ရဲ့အလားအလာတွေကိုထိခိုက်စေတယ်သူတို့တန်ရုံမှုတွေအတွက်တာဝန်ရှိသူတိုင်းတာဝန်ယူတာဝန်ခံရစေဖို့နဲ့တရားမျှတမှုစောင့်ကြည့်မှုအာမခံတယ်လို့ပြောကြားခဲ့ပါတယ် ီချိန်ဒီအောက်မှာနိုင်ငံပေါ်အစ္စရေးတိုက်ခိုက်မှုတွေကဆက်ရှိနေပြီဒါကစီးရီးယားပေါ်နိုင်ငံကထောက်ခံအားပေးမှုနဲ့ကွဲလွဲနေတယ်လို့အချက်တဲတွေပေါ်ပေါက်အောင်ချင်းချောင်းနေတယ်လို့ဆိုပါတယ်ဒီလိုရန်လုံမှုနဲ့ရင်ဆိုင်ရချိန်မှာစီးရီးယားအနေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေပေါ်နှိမ့်ညွတ်ဆုံးဖြတ်ထားပြီးတော့ထောင်ကွက်94တက်တွေခွဲခြားထားရေးသဘောတူညီချက်ကိုစူးစိုက်နှိမ့်ညွတ်ထားတယ်လို့ဆိုသွားပါတယ်ဒီလိုတိုက်ခိုက်မှုတွေနဲ့ကြုံရချိန်မှာနိုင်ငံကအတိုက်ဝန်းကသူတို့နဲ့အတူရက်တိဘူးလဲပန်ချားတယ်ဆိုပြီးစီးရီးယားခေါင်းဆောင်တက်ကကြေကြာသွားခဲ့ပါတယ် ပြီးခဲ့တဲ့နှစ်ထိအမေရိကန်စစ်ဝင်ထုတ်ထားခြင်းခံရတဲ့အယ်ကာအီဒါအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့မှုတွေဖြစ်ခဲ့မှုတို့အမေရိကန်သမ္မတထရန့်ကိုတိုင်တွေ့ဆုံအတိမတ်ပြုခံခဲ့ရပြီးစီးရီးယားသမ္မတအဖြစ်နယူးယောက်ကိုရောက်ရှိလာတဲ့အမလ်အယ်ရှာရာကသူကျူးလွန်ခဲ့တဲ့ရက်စက်တဲ့ဆက်ရဆုံးမှုတွေကိုရွှေရှားကားတွေနဲ့ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့တယ်ဆိုတဲ့သတင်းချို့ကိုတွေ့ရပါတယ်။ကုလသမဂ္ဂထူထောင်ညီလာခံချင်းမချင်းနဲ့အတူကမ္ဘာခေါင်းဆောင်အနေနဲ့ဂျူလာနီကိုတိုင်ရှိနေခြင်းဂျူလာနီဆိုတာသူ့ရဲ့အဲ့ဒီအချိန်ကနေမှဖြစ်ပါတယ်။ ိုက်ဆိုင်ပြီးတော့ကြောညာရင်26စီးနဲ့ဖန်သားပြင်ပေါ်မှာစစ်တီခိုက်ပွဲအပုံနဲ့လွတ်မြောက်လာသူရဲ့ထွက်ဆိုချက်တွေရာပေါင်းများစွာဖျက်ဆီးခံမှုတွေပြည်သူနှစ်သိန်းကျော်အုံမိန်မဲ့ဖြစ်တာတွေထောင်ချီတိုက်ဆုံမှုတွေကိုပြတ်တထားပြီးတော့ဒါဟာဂျိုလာနီရဲ့တပ်ဖွဲ့ပေါ်ဆွဆွဲခံရတဲ့ရာဇဝမှုနဲ့အစုပြုံလိုက်တပ်ပြတ်မှုတွေအတွက်လွတ်လပ်တဲ့ပြည်သူဆိုင်ရာစုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်စတင်မှုတောင်းဆိုလာဖြစ်တယ်ဆိုတဲ့သတင်းတွေ့ရပါတယ်။ထူးခြားတာကတော့ဒါနဲ့ပတ်သက်တဲ့ကျွန်တော်တို့ပေါ်ပြတဲ့ရုပ်ပုံရှာဖွေလို့မရရှိတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့မိန်ကုံးမပြောခင်ဆန္ဒပြမှုကြုံရတဲ့အီရန်သမ္မတပါအီရန်သမ္မတမဆုဒ်ဘေရှာကီယန်ကကုလသမဂ္ဂဒုတိယညီလာခံမှာမိန်ကုံးမပြောမီတရက်အလိုစက်တင်ဘာ23ရက်ကအီရန်ဆိုရဲကိုစန့်ကျင်တဲ့ဆန္ဒပြသူတွေကအမေရိကန်နိုင်ငံနယူးယောက်ကုလသမဂ္ဂရုံးချုပ်နာမှာစုဝေးခဲ့ကြပါတယ်သူတို့ကအီရန်သမ္မတရဲ့တည်ရှိမှုကိုကန့်ကွက်ရှုတ်ချဖို့အမေရိကန်နဲ့ကနေဒါတောင်းကနေရောက်လာကြတာဖြစ်ပြီးတော့ဒီထိုင်ကောင်ကအီရန်ပြည်သူတွေရဲ့စစ်မှန်တဲ့ကိုယ်စားလှယ်ဖြစ်ရမယ်ဆိုရအတွက်တခုတည်းသောရွေးချယ်စရာက NCRI နဲ့ Mrs. Mararaja V တို့ဖြစ်ပြီးအချက်ဆက်ချက်ပါတဲ့အစီအစဉ်အတိုင်းဖြစ်တယ်လို့သူတို့ကပြောပါတယ်။ Iran American Community အဖွဲ့ OIAC ဟာ Iran Dolain Council NCRI တွေကအဓိကအဖွဲ့ခွဲဖြစ်ပြီးတော့ပြည်ပရောက်တိုက်ခိုက် ဖြစ်တဲ့ Iran ပြည်သူ Mujahideen အဖွဲ့ PMOI နဲ့ဆက်နွယ်နေပြီးလူလူစီးပွားပွဲကိုစီစဉ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲဒါကတော့ပါလက်စတိုင်းအရေးနဲ့ရုရှားယူကရိန်းအရေးပြောထားတဲ့ဂျပန်ဝန်ကြီးချုပ်ပါ။ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂဒုတိယညီလာခံအထွေထွေချိန်တင်ဆွေးနွေးပွဲမှာဂျပန်ဝန်ကြီးချုပ်အီရှိဘော့ကကုလသမဂ္ဂလူမျိုးရေးကောင်စီ UNSC ကိုပြုပြင်ပြောင်းလဲဖို့တောင်းဆိုခဲ့ပြီးအစ္စရေးအနေနဲ့နိုင်ငံတီရှိရေးဖြည့်ရှင်းနည်းကိုပိတ်ဆို့ဖို့နောက်ထပ်လှုပ်လာရင်ဂျပန်ကပါလက်စတိုင်းကိုနိုင်ငံဖြစ်အသိမဲ့ပြုလာနိုင်စရာရှိတယ်လို့ပြောသွားပါတယ်ဂျပန်အနေနဲ့ကပါလက်စတိုင်းကိုနိုင်ငံတစ်နိုင်ငံအဖြစ်အသိမှတ်ပြုလာမပြုလာဆိုတာထက်ဘယ်တော့အသိမှတ်ပြုမလဲဆိုတာပဲရှိတယ်လို့ဆိုပါတယ် ပါလက်စတိုင်းဘက်ကတောင်းယူမှုရှိတဲ့အုပ်ချုပ်ရေးစနစ်ကိုထူထောင်ဖို့နဲ့ဟာမတ်တို့ဖမ်းဆီးထားတဲ့ဒဇာကန်တွေကိုလွှတ်ပေးဖို့လည်းအလေးနဲ့တိုက်တွန်းသွားပါတယ်။လုံခြုံရေးကောင်စီမြေတဲ့အဖွဲ့ဝင်ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်တာကိုထောက်ပြပြီးဒီနှစ်မှာနှစ်80ပြည့်တဲ့ကုလသမဂ္ဂဟာထိထိရောက်မလုံနိုင်ခဲ့ဘူးလို့ပြောခဲ့တယ်လို့လုံခြုံရေးကောင်စီအဖွဲ့ဝင်ရေအတွက်တိုးချဲ့တာအပါအဝင်ကောင်စီကိုပြုပြင်ပြောင်းလဲဖို့တောင်းဆိုသွားပါတယ်။မစ္စတာအီရှိဘာဟာအင်္ဂါနေ့မနက်မှာတိုချိုမြို့ဟာနယ်ဒါလေးစိတ်ကနေထွက်ခွာခဲ့တာဖြစ်ပြီးတော့ ဆွေးနွေးပွဲမှာသူ့အနေနဲ့လုံငင်းကောင်စီကကောင်းကောင်းအလုံးမလုံးနိုင်တော့ဘူးဆိုတာနဲ့ကောင်စီဝင်နေရာရေးအတွက်တိုးချဲ့ဖို့လိုအပ်တာတွေပြောကြမယ်။ Gaza City မှာ Israel ရဲ့မြေပြင်ထိုးစစ်ကိုရှုတ်ချမယ်။ Palestine နိုင်ငံရေးအကြောင်းပြောမယ်ဆိုတဲ့သတင်းတွေကြိုတင်ထွက်ပေါ်လာခဲ့ပါတယ်။ Mr. Ishiba ရာထူးကနေနှုတ်ထွက်ဖို့ကြေညာထားတဲ့သူလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေတဲ့အကြောင်းအရာများကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။